တကယ့်ကိုကောင်းမွန်တဲ့ခြေစွမ်းအနေနဲ့ထထိုက်တန်တန်ကိုကမ္ဘာဖလားဝင်ဝင်ရရှိခဲ့တဲ့ Norway ကျွန်တော်မြန်မာပေါ်လေးပြန်ဆုံးကြပါစေ Midnight Forward တော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာကျွန်တော်ဘာကြောင့်ဆွေးနွေးချင်တာလဲဆိုလို့ရှင်အဒီအပိုင်းမှာတော့ကျွန်တော်တို့ဒီကမ္ဘာဖလားခြေစစ်ပွဲတွေပါတယ်ကံကြရတယ်ဘောနော်တချို့ကတော့ဒါ friendly match လို့ခေါ်တဲ့ချစ်ကြည်ရေးခြေတံပွဲတွေကံကြရတဲ့အသင်းတွေလည်းရှိတယ်ဒါပေမဲ့ကမ္ဘာဖလားခြေစစ်ပွဲကိုကျွန်တော်တို့ကြည့်တဲ့အနေအထားမှာတချို့အသင်းတွေကအချိန်နဲ့လို့ရှင့် အာနိုင်သွားမှာပဲအောင်သွားမှာပဲဆိုတဲ့စိတ်ကရှိတယ်ဗျာဥမာပေါ်တူဂီပေါ့နော်ပေါ်တူဂီဆိုလို့ရှိရင်ဒီလိုပဲအချိန်နဲ့လို့ရှိရင်တော့ပေါ်တူဂီကကမ္ဘာဖလားဝင်ရသွားမှာပဲဆိုတော့ကျွန်တော်ကတီးမိသားပြီးခဲ့တဲ့ပွဲစဉ်မှာတော့အိုင်ယာလန်ကိုဒါခရစ်စတီယာနိုအထောက်ခံတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါသူတို့ effect ဖြစ်ပြီးတော့ရှုံးသွားတယ်ပေါ့နော်အဲ့ဒီမှာတုန်းကတည်းကရှုံးသွားပေမဲ့ကျွန်တော်ကနောက်ဆုံးပွဲကျရင်တော့အနိုင်ယူပြီးတော့ကမ္ဘာဖလားဝင်ငွေလက်မှတ်ကိုရမယ်ဆိုတော့ကျွန်တော်ကအစောင်းနဲ့တီးမိသားပေါ့နော်အဲတစ်ဖက်မှာကျွန်တော်တို့နည်းနည်းလေး short ရစေတဲ့အချက်က နှစ်ချက်ရှိရပါတော့တစ်ချက်ကကြတော့ကျွန်တော်တို့အီတလီသင်အခုဒီနှစ်မှာလည်းထပ်ပြီးတော့ struggle ဖြစ်နေတယ်ဆိုတဲ့အပိုင်းပေါ့နော်ဆိုအီတလီကဒါနဲ့ဆိုလို့ရှိရင်ကမ္ဘာပလတ်ဝင်ဝင်မရတာ the right ဝင်ဝင်မရတာဒါနဲ့ဆို၃ညရှိသွားပြီ2018မှာတော့လည်းသူတို့မအောင်ဘောနော်2022မှာတော့လည်းမအောင်အခု2026ကိုလည်း playoff အဆင့်အနေစပြီးတော့ကံရမဲ့ပုံစံဖြစ်သွားတယ်ဆိုအဲ့လိုဖြစ်ရတဲ့အဓိကအကြောင်းကြီးကတော့ကျွန်တော်ဒီနေ့တည်ပြီးပြောမယ် နော်ဝေးလက်ဝေးစင်အတင်းရဲ့အကြောင်းပေါ့နော်ဆိုတော့နော်ဝေးလက်ဝေးစင်ဘလောက်ကျန်းလဲဆိုတဲ့ဥစ္စာလေးကိုပဲစပြီးပြောရမှာပေါ့နော်ဝေးလက်ဝေးစင်ကဘလောက်တောင်ကျန်းလဲဆိုလို့ရှိရင်သူတို့အုပ်စုအတွင်းမှာဆိုလို့ရှိရင်အီတလီလိုမျိုးတကယ့်ကိုကောင်းပေညွန့်ပေဆိုတဲ့ကမ္ဘာဘောလုံးအသင်းအသင်းတော်မှာနှစ်ကျော်စလုံးအနိုင်ခံခဲ့တဲ့အသင်းပေါ့နော်အဲ့လိုတူအီတလီအီတလီထက်ပိုအများကြီးပိုပြီးတော့နော်ဝေးလက်ဝေးစင်တွေကကျန်းတယ်လို့ပြောလို့ရတယ်အကုန်လုံးသိပြီးသားပေါ့နော်ဒီပွဲမှာဆိုလို့ရှိရင်လည်းနော်ဝေးလက်ဝေးစင်အသင်းနေနေကကျတော့သူတို့ဒီပွဲကမနိုင်လဲရတယ်ဗျာရှုံးသွားရင်တော့မှ6ပြက်အရင်8 9ပြက်လောက် မချုံဘူးဆိုလို့ရှိရင် okay ဒါပေမဲ့ဒီပွဲစဉ်မှာမရရအောင်ကိုခြေစွမ်းတွေကိုညှစ်ထုတ်ပြီးတော့အီတလီသင်းအိမ်ကွင်းမှာဖြစ်နေပါစေရောမရရအောင်အနိုင်ခံသွားတာကိုကျွန်တော်တို့တွေ့ရတဲ့အတွက်ကြောင့်နော်ဝေသင်းရဲ့စိတ်တက်ဘလောက်ပြင်းပြနေလဲဆိုတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်လေးချီးကျူးဖို့ကောင်းတယ်ပေါ့နော်နော်ဝေသင်းဆိုလို့ရှိရင်ဒါပထမအဦးဆုံးအချိန်ကဘာဖလားကိုပြန်ပြီးတော့ရှင်းမြန်ခွင့်ရတာပေါ့နော်ဒါသူတို့1998တုန်းကလာမသိဘူးနောက်ဆုံးပြန်ခဲ့တာအခုချိန်မှာပြန်ပြီးတော့ပြန်ခွင့်ရတယ်ဆိုတော့28နှစ်28နှစ်နီးပါးလောက်ရှိသွားပြီအဲ့အချိန်ကျမှပဲ ဒီကမ္ဘာဖလားလိုပြိုင်ပွဲမျိုးပြန်မြော့ဝင်ရောက်ရှင်နိုင်ခွင့်ရရတယ်ဆိုတာနော်ဝေလေရွေးစီအတင်းတော့တကယ်ကိုချီးကျူးစရာကောင်းတဲ့အခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်။အပြီးတော့သူ့အသင်းမှာလက်ရှိရှိနေကစားသမားတွေရဲ့စုဖွဲ့မှုကလည်းတော်တော်လေးကိုကြည့်ရလေနဲ့ကောင်းတာတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။ဆိုတော့နော်ဝေလေရွေးစီအတင်းဟာလက်ရှိသူတို့ရဲ့ဒီကမ္ဘာဖလားခြေစစ်ပွဲ group stage မှာဆိုလို့ရှိရင်ဘလောက်တောင်ကျန်းငယ်လဲဆိုတဲ့ဥစ္စာလေးကိုကျွန်တော်လည်းပြန်ပြီးတော့ပြောပြပေးမယ်ပေါ့နော်။ဘလောက်တော့ကျန်းငယ်လဲဆိုလို့သူတို့ကတော့ group i ထဲမှာသူတို့ကပါခဲ့တယ်ပေါ့နော်။ group i ထဲမှာပါတယ်သူတို့အုပ်စုမှာဆိုလို့ရှိရင်၅သင်းရှိတယ်။ ငါးသင်းမှာဆိုလို့ရှိရင်နော်ဝေးရယ်အီတလီရယ်အစ်စရေးရယ်အက်စတိုးနီးယားရယ်မော်ဒိုဗာရယ်ဆိုပြီးတော့ငါးသင်းရှိရယ်ပေါ့နော်အဲ့ငါးသင်းထဲမှာနော်ဝေးသင်းကဘလောက်တောင်အမှကျန်းထွက်နေလဲဆိုလို့ရှိရင် GD က +32 တောင်ရှိရပါတော့ GD 32ဆိုတာကြီးက +32 ဆိုတာကြီးတကယ်ကြီးကိုတော်တော်တော်ကြောက်ဖို့လောက်မှတော့ကောင်းတယ်ပေကိုဆိုလို့ရှိရင်လည်းငါးကိုပဲရှိရပါတော့အဲ့လောက်အထိကို Norway Lee စင်တင်ကဒီ group stage မှာတော်တော်လေးကျန်းခဲ့တဲ့အတင်းလို့ပြောလို့ရတယ်ရမတ်ဆိုလို့ရှိရင်လည်း24မိနစ်စုဆောင်းနိုင်ခဲ့ပြီးတော့ပွဲစဉ်ပွဲတိုင်း အကုန်လုံးနိုင်ငံခဲ့တယ်လို့ပြောလို့ရတယ်။အီတလီကိုလည်းနှစ်ကြော်စလုံးနိုင်ခဲ့တာပေါ့နော်။အဲ့ဒီရလာကြောင့်ပဲအီတလီကအခုချိန်မှာဆိုတော့ play off သွားပြီးတော့ကမ်းမဲ့ပုံစံဖြစ်သွားတာပေါ့နော်။ကျန်တဲ့အသင်းတွေကတော့ပြုတ်သွားတယ်။ဒီ Israel တို့အဲ Estonia တို့ Moldova တို့ဒီအသင်းတွေကပွင့်လင်းပြောရမယ်ဆိုရင်တော့ဒီအသင်း level တွေနဲ့လာပြီးရှင်ရမယ့် level တော့မဟုတ်ဘူးပေါ့နော်။ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ Norway ကိုဟိုညံ့နေမကောင်းဘာညာဆိုတာတဲ့သူတို့အသင်းရဲ့လက်ရှိစုဖွဲ့မှုကလည်းကစားသမားအင်အားတော်တော်လေး တောင်းတင်းအောင်တွေးရတယ်ကျန်တဲ့ကစားသမားတွေမပြောနိုင်အောင်ဗျတိုက်စစ်မှာအလင်ဟာလိုင်းတွေးလိုက်ပြီဆိုကြတဲ့ကတော့တော်တော်များတုံလုံးနေမှာတော့အသေးချာပဲအဲ့လိုအနေအထားမျိုးဖြစ်တဲ့အတွက်ကြောင့်နော်ဝေကတကယ်ကိုကောင်းမွန်လေးနဲ့လုပ်ပြနိုင်ခဲ့တယ်လို့ပြောလို့ရတယ်ကမ္ဘာဖလားမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြည့်ချင်နေတဲ့နော်ဝေအသင်းကိုကျွန်တော်တို့ကြည့်ဝင်ရတော့မယ်ပေါ့နော်အလင်ဟာလန်ကမ္ဘာဖလားမှာဝင်ပြိုင်ခွင့်ရတာတွေပြီးလို့ရှိရင်မာတင်အိုဒီဂတ်ကိုကျွန်တော်တို့ကြည့်ဝင်ရမှာလေဒါတွေကျွန်တော်တို့တွေ့ရမှာပေါ့နော်ဆိုတော့သူတို့အသင်းရဲ့ကစားသမားတွေကဘဒူတွေဘလို့ရှိလဲကျွန်တော်တို့ဘလောက်တိလဲပေါ့နော်အဲ့ဒီဥစားလို့ကျွန်တော်လည်းပြန်ပြောကြည့်အောင် နီးပြတော့ကျွန်တော်လုံးဝမသိဘူးပေါ့နော်ပွင့်လင်းပြောတာဂိုးသမားဆိုလို့ရှင်တော့အဲ့နိုင်လန်ဆိုဂိုးသမားကိုကျွန်တော်သိတယ်သူကစီးပြီးတာသိရင်ဂိုးသမားပေါ့နော်အဲ့ဒီကစားသမားကိုအရင်တော့လည်းကျွန်တော်ဘယ်အသင်းမှလည်းမသိမြင်မှုသေးတယ်ဆိုအဲ့ဘဲကိုကျွန်တော်သိတယ်နောက်တန်းမှဆိုလို့ရှင်တော့အဂျူလီယန်ရိုင်ယန်ဆန်ဆိုတဲ့ဘဲလေးကိုကျွန်တော်သိတယ်သူကမနေ့ကပွဲတော့ကဆိုလို့ရှင်သူကဂရုံးတွင်ပေါက်ကမှအယောင်နေကလာတဲ့ highlight တွေပေါက်ပြီးတော့စိုးထားတာပေါ့နော်တကွက်တကွက်တကွက်နဲ့စိုးထားတာအဲ့ဘဲလေးဆိုလို့ရှင်တော်တော်လေး mic တယ်လို့ပြောလို့ရတယ် အဲ့ကောင်လေးကိုကျွန်တော်သိတယ်ပြီးလို့ရှိရင် Brandfood အသင်းရဲ့အကြာဆိုတဲ့ကစားသမားလည်းကျွန်တော်သိတယ်အ အဲ့ဒီအကြာဆိုတဲ့ကစားသမား Brentford မှာဆိုလို့ရှိရင်တော်တော်လေး ball playing ကောင်းကောင်းလေးနဲ့ defense ကိုလုံအောင်တော်တော်လေးကစားနိုင်တဲ့ကစားသမားပေါ့နော်အဲကြောင့်မလို့မျက်နှာတိတ်မဆဲဘူးလို့ပြောလို့ရတယ်ကိုယ်လည်းဘိုင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့များသောအားဖြင့်တိမာတော့ Martin Odegaard ကိုပဲတိကြလိမ့်မယ်ဘာလို့လဲဆိုတော့ Martin Odegaard က Arsenal တင်းရဲ့ captain လည်းဖြစ်တယ်ပြီးလို့ရှိရင်လည်းဒီ Norway တင်းမှာလည်းတော့ဥဆောင်သူတယောက်အနေနဲ့ကစားနေရဆိုတော့ Odegaard ကိုတော့တော်များတိပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့မထင်မပန်းနဲ့ဒီကွင်းလယ်မှာလည်းတော်တော်လေးအင်အားတောင့်တင်းနေတဲ့အပိုင်းလည်းရှိတယ်ဘာလဲဆိုလို့ရှိရင်တော့ Fulham တင်းရဲ့ center back ပေါ့နော် ။ဖူဟန်တင်းမှာကစားနေတဲ့ဆန်နာဘက်ကလည်းဘလောက်တောင်ကောင်းတဲ့ကစားသမားလဲဆိုတော့ဖူဟန်တင်းရဲ့ပွဲစဉ်တွေကိုကြည့်လို့ရှိရင်သိလိမ့်မယ်။သူကဖူဟန်မှာသာကစားနေရမယ်။သူရဲ့ခြေစွမ်းခြေစားအသင်းကြီးသင်းသင်းကိုရောက်တဲ့အနေအထားတစ်ခုထီကိုရှိတဲ့ကစားသမားပေါ့နော်။အဲကြောင့်မလို့ဆန်နာဘက်တို့ပါလို့ရှိရတယ်။တော်တော်လေးအားသာရလို့ပြောလို့ရတယ်။ကျွန်တဲ့ကစားသမားတွေကတော့ကျွန်တော်မျိုးလုံးနဲ့မှာအရန်ကြီးဟိုတိနေကစားသမားတော့တိတ်မပါဘူးပေါ့နော်။နူစာတို့ပါတော့ပြောလို့ရတယ်။နူစာတို့ပါလို့ကျွန်တော်ကြည့်ဘူးတယ်။ဒါပေမဲ့နူစာကျတော့ကျွန်တော်တို့ ਨੇ တော်တော့ဒီ Leipzig မှာကစားတဲ့ကစားသမားဖြစ်တဲ့ကြောင့် Bundesliga ကကျွန်တော်တို့နဲ့အလံဝေးရပါတော့။အကြောင်းမလို့ဒီကစားသမားကိုသိရဆိုရင်အရင်ကြီးတော့ used to မဖြစ်ဘူးလို့ပဲပြောရမှာပေါ့နော်။တိုက်စစ်မှာဆိုလို့ရှင်တော့တကယ်ကိုချမ်းပေညွန်းပေဆိုတာတိုက်စစ်မှုတွေအများကြီးပဲဗျာ။ကျွန်တော်အဲ့လောက်ထိ Norway သင်းရန်တိုက်စစ်မှာကစားသမားကောင်းနေပေါ်မယ်လို့ကျွန်တော်မထင်ခဲ့တာပေါ့နော်။ဟာလည်းတယောက်လောက်ကိုပဲသတိထားမိတာ။ဒါပေမဲ့တခြားကြည့်လိုက်တော့မှ Atletico Madrid သင်းရန်တိုက်စစ်မှုစောလို့လည်းရှိရယ်။အဲပြီးလို့ရှင်လည်း အဲဒီ Manchester City တင်းရဲ့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုလို့ပြောလို့ရတယ်။ Arlen Haaland ရှိတယ်။ပြီးရင် Wolf အတင်းရဲ့တိုက်စစ်မှု Larsen လည်းရှိသေးတယ်။ Larsen ကလည်းဒီ Norway နိုင်ငံသားပဲပေါ့နော်။ပြီးလို့ရှိရင် Oscar Pop ပေါ့နော်။ Man City ရဲ့ Oscar Pop လည်းရှိသေးတယ်။အဲကြောင့်တိုက်စစ်မှာကျွန်တော်တို့ဒီရွေးထားတဲ့6ယောက်မှာဆိုလို့ရှိရင်9ယောက်ပေါ့။9ယောက်မှာဆိုလို့ရှိရင်ကျွန်တော်တို့က4ယောက်လောက်ထိကောင်းအောင်တည်တယ်။တယောက်လောက်ပဲတေချာမတည်တဲ့ကစားသမားပေါ့နော်။ဒီကစားသမားကလည်းကျွန်တော် Benfica ကနေပြီးတော့နာမည်နှိမ့်ထွက်ခဲ့တယ်ဗျာ။ Shinjinda အာ Shinja Rap လို့ထွက်တာလားမသိဘူး။ဆိုတော့အဲပဲထားပါတော့။ ဆိုအဘယ်လေးတယောက်ပဲကျွန်တော်တခြားမသိရကျွန်တော်ကစားသမားတွေကတော်တော်လေးသိတာဖြစ်တဲ့အတွက်နော်ဝေတင်းကလောက်လေးစူးပွဲမှုကောင်းကောင်းနဲ့အသက်အရွယ်တွေကလည်းအကောင်းဆုံးရောက်နေတယ်။ on farm ကလည်းအကောင်းဆုံးဖြစ်နေပြီးတော့ glue site မှာလည်း share လုပ်ပြထားတာဆိုတော့ဆိုတော့ကဘာဖလားကြောက်လို့ရှိရင်တကယ်ကို try တန်နဲ့ရှင်မြန်ခွင့်ရသွားတယ်။ကဘာဖလားမှာဘယ်လိုလုပ်ပြနိုင်မလဲဆိုတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတာပေါ့နော်။ဆိုတော့ဒီချင်းမင်းတို့ကဒီနော်ဝေတင်းနဲ့ပတ်သက်ပြီးတော့ဗာပြောချင်တာလေးရှိလဲ။ အမမြထမျိုးစားကြလေအောက်ကကွန်မန်တန်မှာဝင်ပြီးတော့မန်းငယ်လို့ရပါတယ်အီတလီတော်မှတော်တော်လေးအခြေအနေဇိုးသွားစေတဲ့အထိနော်ဝေကတကယ်ကိုကြမ်းနေတာကိုကျွန်တော်တို့တွေ့ရတာပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလဲကျွန်တော် YouTube မှာတင်ထားပေးပါတယ် quality ကောင်းလေးနဲ့ကြည့်ကြရင် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe follow နေပြီးကိုကြီးကလေးလို့ရပါတယ်ကျွန်တော်နောက်ထပ် video တခုကြမှာပြန်လဲဆိုနေကြတာပါ